ဧပြီ25ရက်နေ့အတွက် People's Press ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။ NUG ရဲ့အကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇဝေစုဟာပြည်ရင်းကိုပြန်လည်ရောက်ရှိနေပြီးလူထုအတွက်အကျန်းမာရေးဝန်ဆောင်မှုတွေကိုဦးဆောင်ကင်တွယ်နေပါတယ်။ဒေါက်တာဇဝေစုကပြည်ရင်းကိုပြန်ရောက်နေတာကာလအတန်ကြာပြီဖြစ်ပေမဲ့အခုမှသတင်းထုတ်ပြန်တာဖြစ်ပါရဲ့ရှင်။ကယင်းနေပြည်နယ်မော်ချီဒေသကခဲတပ်တုထုတ်လုပ်ရာအမှတ်နဲ့နေရာကို မနေ့ကနေကင်ပိုင်းမှာစစ်ကောင်စီလေကြောင်းကပုံချဲတက်ခိုက်လို့လသားအရွယ်ကလေးငယ်အပါအဝင်တေဆုံးသူအရသာ6ဦးထိရှိလာတယ်လို့ကရင်နီသတင်းရှင်းပြတွေကပြောပါရရှင်။မကွေးတိုင်းတရက်ခရိုင်ကံမမြို့နယ်ကရှင်နသာကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့နေမြေရဲစခန်းကိုဒီမနက်အစောပိုင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းနိုင်ခဲ့ပြီးမိရှုပ်ဖျက်ဆီးခဲ့ပါတယ်။စခန်းကရဲတချို့အထွက်ပြေးလွတ်မြောက်သွားပေမဲ့တော်လှန်ရေးတပ်တွေကစခန်းမှုကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ် ဒါပေမဲ့စခန်းမှုဖမ်းဆီးခံရခြင်းရှိမရှိကိုတော့ People Spring ကတိကျအတိမပြုနိုင်သေးပါဘူးရှင်။ရှမ်းတောင်နဲ့ကရင်နီအစပ်ကမိုးပြဲမြို့မှာတိုက်ပွဲတွေပြင်းထန်နေချိန်စစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သားတအူမနေ့ကခမရ420တပ်ရင်းကနေထွက်ပြေးလာပြီးလက်နက်နဲ့တကွာအလင်းဝင်လာကြောင်းသိရတာပါ။ဒီထိုးစစ်အတွင်းအာဓမလူသစ်စုဆောင်ခံထားရတဲ့စစ်မှုထမ်းတပ်သားတွေကို အသေးခံတက်ခိုင်းနေပြီးကရင်နီတပ်ပေါင်းစုစီအလင်းဝင်လာသူတရားကြော်ရှိထားကြောင်းသိရပါရဲ့ရှင်။